မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့စကမ်းတိုင်းရင်းမာပင်ခရိုင် ပလဲမြုံနယ်ထဲကကန်းတော်ရွာရဲစခန်းကိုမကြဆုံရဲအတွာစစ်ကောင်စီအုပ်စုကလေချောင်းပစ်ကူတွေပေးပြီးတော့ခုခံနေတဲ့ဂျားကပဲဒီကနေ့ဇွန်လ19ရက်နေ့မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ရေးအရချက်ချာကြတယ်ပလဲမြုံနယ်အနောက်ပိုင်းပလဲမင်းတိုင်းပင်ဂံကောသွားတဲ့ကားလမ်းပေါ်မှာရှိတယ်ကန်းတော်ရွာစစ်အုပ်စုရဲ့ရဲစခန်းကိုဇွန်လ2ရက်နေ့မှာ PLA ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နှစ်ပတ်ကျော်ကြာဒီကနေ့ဇွန်လ19ရက်နေ့မှာတော့အပိတ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့တော်လန်ရေးသတင်းရင်းမြစ်တွေကပြောပြထားပါတယ်။ပလဲနယ်ကန့်တောင်ရဲစခန်းသိမ်းပိုက်မှုနဲ့ပတ်သက်ပြီးတော့ဇွန်လ19ရက်နေ့မနက်6:40မိနစ်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်ပြီးတော့မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူပူးပေါင်းပြီးရွရွချွန်ချွန်ရဲဝံစွာနဲ့မဆုံမနဲ့သောဇွဲလုံးလာဝရိယများနဲ့ပေးဆက်ဆွလွန်မှုတွေနဲ့အတူအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ PLA ကသတင်းထုတ်ပြန်ထားပြီးတော့နောက်ဆက်တွဲသတင်းအပြည့်အစုံကိုဆက်လက်ပြီးတော့ထုတ်ပြန်သွားမယ်လို့ပြောဆိုထားပါတယ်။ ်တန်းတော့ရွာစစ်ကောင်းစီအုပ်စုရဲ့စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်းစီအုပ်စုဘက်ကစခန်းမကျစိုးရိမ်အတွက်လေချောင်းကနေအချိန်ဖက်များစွာဘုံကျဲပစ်ခတ်တပ်ဖြတ်ပြီးတော့ခုခံခဲ့တယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပြထားပါရတယ်။ ကန်တော့ရွာစစ်အုပ်စုရဲ့စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုဘက်ကစခန်းမကျဆုံးရေးအတွက်လေကြောင်းကနေချိန်ဖန်များစွာဘုံကျဲပစ်ခတ်ပြီးတော့ခုခံခဲ့တယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့မြေပြင်တော်လိုင်းရဲ့သတင်းရေးမိကပြောပြထားပါတယ်။ကန်တော့ရွာစခန်းသိမ်းတိုက်ပွဲမှာကျွန်တော်တို့ဘက်ကရဲဘော်တချို့ထိခိုက်ကြဆုံးတာတွေရှိခဲ့ပါတယ်။ဒီစခန်းကိုလည်းကျွန်တော်တို့အဖွဲ့တွေ အတော်လေးကိုစ조사ပြီးတော့ခက်ခက်ခဲခဲနဲ့အောင်မြင်အောင်လို့တိုက်ခိုက်ခဲ့ရတာပါစခန်းသိမ့်ပိုက်နိုင်ခဲ့တဲ့တရင်အပြည့်စုံကတော့တပ်ဆိုင်ရာအဖွဲ့စည်းတွေကနေပြီးတော့ထုတ်ပြန်ပါလိမ့်မယ်လို့ကန်တောင်ရွာစခန်းသိမ့်တိုက်ပွဲမှာပါဝင်ခဲ့တဲ့တရင်ရင်းမြစ်ကပြောပြထားပါတယ်ပလဲမြို့နယ်တဲကကန်တောင်ရွာစခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီအုပ်စုကနေတိုင်းလိုလိုဘုံကျဲခုခံပြစ်ကတ်ခဲ့ပြီးတော့ အဲ့ဒီလိုမျိုးလာရောက်ဘုံကျဲပစ်ခတ်ခဲ့တယ်စစ်ကောင်စီအုပ်စုရဲ့တိုက်လေရင်တွေကဒစည်းကိုဇွန်လ10ရက်နေ့မှာ PLA ဘက်ကပြစ်ချခဲ့တာကြောင့်စပားစီချေးရွာအတွင်းကိုပြတ်ကျကာမိလောင်ပြက်စီးသွားတယ်လို့သိရပါတယ်လက်ရှိမှာပလဲမြို့နယ်ထဲကကန်းတောင်ရွာစစ်ကောင်စီအုပ်စုရဲ့အထိုင်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ့်ပိုက်ထားနိုင်ခဲ့ပြီးတော့နောက်ထပ်ဇီးမြူကုန်းရွာစစ်ကောင်စီအုပ်စုရဲ့ပြူစောတိစခန်းကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာန MOD လက်အောက်က PDF တရင်တပ်ဖွဲ့တွေကဦးဆောင်ပြီးတော့စခန်းသိမ်းတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်အနှိမ်ချေးရွာနယ်ခေါင်းခွဲချေးရွာကြားမှာစစ်သားနဲ့တူစောထီးများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခတ်ရာရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြေဖြိုးကြုံနဲ့ပြူစောထီးခေါင်းဆောင်မင်းတိုက်အပါအဝင်သုံးဦးတို့တိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့ညနေ6:00ခန်းအချိန်မှာမြင်းညံမြို့ကနေထွက်လာတဲ့ ရုရှားပြန်စစ်တပ်ဗိုလ်ကြီးပြည်ဖြိုးကြော်နဲ့အနိုင်တာပေါင်းကျေးရွာအုပ်စုပြည်စောတိခေါင်းဆောင်မင်းတိုက်အပါအဝင်လေးဦးတို့လိုက်ပါလာတဲ့ကားကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့ကကင်းမုတ်ဝစ်ပြီးတော့ဆောင်းဆိုင်တဲ့အချိန်မှာအလင်းငိုက်ဂျားပြတ်တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျာ။ သတင်းရတော့ကကားတစီးတဲ့လာမယ်ဆိုပြီးတော့သတင်းရထားတာတကယ်သွားတိုက်တော့ကားနစီးဖြစ်နေလို့လက်နဲ့တွေတော့မရခဲ့ဘူးတစီးတဲ့ဆိုပြီးတော့အနီးကအပိုင်ဝင်ပစ်ခဲ့တာရုရှားပြန်ဗိုလ်ကြီးလည်းသေးတယ်ပြူစောတိခေါင်းဆောင်လည်းသေးတယ်ကားပေါ်မှာပါလာတဲ့၄កောင်ထဲက၃កောင်သေးသွားတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုးမိုက်ခဲကပြောကြားထားပါတယ် အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာကားပေါ်မှာလိုက်ပါလာတဲ့ပြည်ဖြိုးကျော်အနှိမ်သာပေါင်းပြူစောတိခေါင်းဆောင်မင်းတိုင်နဲ့တပ်သားပိုင်စိုးတို့တေဆုံပြီးတော့တက်ကြကြီးမုတ်စိတ်ဟာလည်းအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါတယ်။တေဆုံစစ်သားပြူစောတိအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်သားမသားအလောင်းတွေကိုမြင်းညာမြို့နယ်ပြူစောတိခေါင်းဆောင်တီတာရုံမုံနဲ့အဖွဲ့ကလာရောက်တေဆောင်သွားပြီးတော့ဒဏ်ရာအပြင်းထန်ရရှိထားတဲ့တက်ကြကြီးမုတ်စိတ်ကိုမြင်းညာမြို့နယ်ပြည်သူစေယုံကြီးကိုပို့ဆောင်လိုက်တယ်လို့သိရပါဗါတယ်။ ဒါအပြင်သေဆုံးသွားတဲ့ပြူစောထီးခေါင်းဆောင်မင်းတိုက်ရဲ့ရုပ်အလောင်းကိုတီရာရုံမုံကမိသားစုထံကိုပြန်မပေးပဲကြိုးပေးမယ်ဆိုပြီးတော့တင်ယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကဖမ်းဆီးထားတဲ့တပ်ထောက်ခံသူဇော်ဘုံဟင်းကိုနန်းရင်းစစ်ကြောရေးမှဆစ်ဆီးပြီးတဲ့နောက်ပြည်ဦးလွင်မြို့မှာရဲစခန်းမှာအမှုတိစောက်ကအိုးဘိုအချင်းထောင်ကိုပို့လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွင်မြို့နယ်ငရံချောင်းကြီးရွာရက်ွက်ကြီး၁၉မှာနေထိုင်တဲ့ ဇော်ဘုံဟင်းကိုစစ်ကောင်စီကဇွန်လ2ရက်နေ့မှာဖမ်းဆီးသွားပြီးတော့နန်းရွှဲစစ်ကြောရေးမှစစ်ဆေးကဇွန်လ12ရက်နေ့မှာ ပြည်ဦးလွင်မြို့မှာရဲစခန်းမှာချုပ်ရရမန်ထပ်ယူပြီးတော့အိုးဘုံအချင်းထောင်ကိုပို့ဆောင်ခဲ့တာလို့တရားရုံးနဲ့နှိစက်တဲ့သတင်းရေးမိကပြောပြထားပါတယ်စစ်ကြောရေးမှ17ရက်လောက်စစ်ပြီးမှပြည်ဦးလွင်ရဲစခန်းကိုပြန်ပို့တာပုံမှန်3ခုနဲ့အမှုဖွင့်ထားတယ် ရင်းလွင်ရဲစခန်းကပုံမှန်905ကကြီးဆရာဖဘက်ကပုံမှန်66ကကြီးရဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်3ခခွေ15နဲ့အမှုဖွင့်ထားပါတယ်လာမယ့်ဇွန်လ26ရက်နေ့ရုံးချင်းမှာကနအူးပုံမှန်905ကကြီးစစစ်မယ်ဆရာဖဘက်ကစွဲထားတဲ့အမှုတွေအတော့ တက်ထောက်ခံတဲ့သူတွေဘက်ကအတနာခံစားတင်ထားတယ်လို့ပြောဆိုထားပါတယ်စစ်တပ်အတွင်းမှာဖြစ်နေတဲ့စစ်တိုင်းမှုကစပြီးတော့အရာရှိအဆင့်ဆင့်ကြီးနိုင်ငံချင်းမှုတွေလက်စားတာတွေကိုဝေဖန်ထောက်ပြလို့စစ်တပ်အကြီးအကဲတချို့နဲ့တက်ထောက်ခံသူများကပါမျက်မှောက်ကျလာကြပြီးတော့အခုလိုဖမ်းခါရတာဖြစ်တယ်လို့စစ်မှုထမ်းဟောင်းတအုပ်ကတုံ့တက်ပြောဆိုထားပါတယ်တက်ထောက်ခံသူဇော်ဘုံဟိန်းကိုဖမ်းဆီးဖို့အတွက် စစ်တပ် lobby အချင်းချင်းတွေဖြစ်တဲ့ဟန်ရင်းဦးအောင်မင်းဗညောကျော်စွာ ကိုတက်စတဲ့သူတွေကသတင်းပေးခဲ့ကြသလိုကျော်စိုးဦးပောက်ကူရောဒဇင်ဦးနဲ့မပူတူတို့ဟာလည်းအမှုနဲ့ပတ်သက်ပြီးတော့အကူအညီမပေးတဲ့အတွက်တတ်ထောက်ခံတဲ့သူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေဖန်မှုတွေဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းထီလင်းမြို့မှာရဲစခန်းရဲ့အချုပ်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကြီးအကဲ73ဦးဟာထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီးတော့ထွက်ပြေးတဲ့အချိန်မှာမိုင်းနေမိတာကြောင့်တအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွတ်မြောက်လာတဲ့နိုင်ငံရေးအကြီးအကဲ73ဦးဟာအမျိုးသားဆက်နံဦးနဲ့အမျိုးသမီးတအုပ်တို့ဖြစ်ပြီးတော့ဇွန်လ18ရက်နေ့ညပိုင်းမှာအချုပ်ခန်းရဲ့တန်တိုင်းတွေကိုထွက်ပေါက်ဖြစ်အောင်လုပ်ပြီးတော့ထွက်ပြေးလာခဲ့ကြတာလို့ပြောဆိုထားပါတယ်။သူတို့73ဦးကအချုပ်ကနေထွက်ပြေးဖို့ပြင်ဆင်နေတာကြာပြီပေါ့။ထွက်ပေါက်ရအောင်လို့ သူတို့ရဲ့တန်တိုင်းစိုက်ထားတဲ့ဟာတွေကိုဂဟေတွေကိုလက်အားနဲ့ပဲဖျဲထုတ်ပြီးတော့အဲ့ဒီလိုအပေါက်ဖြစ်အောင်လို့ပွင့်ထွက်အောင်စူးစမ်းနေကြတာ သုံးလေးလလောက်ကြာသွားတယ်လို့ကုညင်ဆောက်ရှောက်ပေးခဲ့တယ်။ဖီလင်းမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ရင်းကတောင်ရှိသူတို့ကရှင်းပြထားပါဗါတယ်။အဲ့ဒီ73ဦးထဲမှာဖီလင်းမျိုးပေါ်နဲ့အနီးတဝရွာတွေကနေနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီး905ခခွေစက်တွေဥပဒေပုံမှအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှနိုင်ငံတော်ပုံကံမှုပုံမှစတာတွေနဲ့တရားစွဲဆိုခံရတဲ့သူတွေဖြစ်ပြီးတော့၎င်းတို့တွေကအစောဆုံးဖမ်းဆီးခံရတဲ့သူဟာ2021ခုနှစ်ကလေးကဖြစ်ကောင်းအဲ့ဒီပုံမှတွေနဲ့အမှုဖွင့်ထားပေမဲ့ ရုံးထုတ်စစ်ဆေးတာမျိုးမရှိဘဲရဲစခန်းထဲမှာပဲချုံအောင်ခံထားရတဲ့သူတွေဖြစ်တယ်လို့ပြောဆိုထားပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့၎င်းတို့ရဲ့လုံခြုံရေးအရာပြောဆိုလို့မရသေးဘူးလို့အဲ့ဒီတောင်းရှိသူကပြောပြထားပါတယ်။ရဲစခန်းအချုပ်ကနေထွက်ပြေးလာတဲ့အချိန်မှာလမ်းပိုင်းတနေရာမှာအသက်58နှစ်အရွယ်အချင်းသူအမျိုးသမီးဟာစစ်ကောင်စီတပ်ကထောင်ထားတဲ့ ်မြေမြုပ်မိုင်းကိုနင်းမိတာကြောင့်ဒဏ်ရာအပြင်းထန်ရရှိပြီးတော့မိုင်းနင်းမိပြီးတနားရီအကြာမှာတေဆုံးသွားတယ်လို့သိရပါဗျ။မိုင်းနင်းမိတာကသူတို့တားမိ၃ဦးပါတဲ့အုပ်စုလူ၅ယောက်ပါတဲ့အုပ်စုပါအဲ့ဒီအချိန်မှာနောက်ဆုံးမှကြံခဲ့တဲ့အမေဖြစ်သူကမိုင်းကိုနင်းမိတာဒဏ်ရာရဲကတကူလုံးမှပြင်းပြင်းထန်ထန်ရပြီးတော့တေဆုံးသွားပါတယ်လို့ရှင်းပြထားပါဗျ။တေဆုံးသူရဲ့ရုပ်အလောင်းကိုဇွန်လ၁၈ရက်နေ့မနက်ပိုင်းအချိန်မှာဖီလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကောက်ယူပြီးတော့တကြိုးပေးလိုက်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အမရပူရနယ်ပသိမ်ကြီးမြို့နယ်အတွင်းကခြေရွာတွေမှာစစ်ဗုဒ္ဓန်းစေရေးအဖြစ်နဲ့လစဉ်တအိမ်ကိုငွေကျပ်3000ကနေတသိန်းအထိအတိအပြီးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်မှုထမ်းဖို့အတွက်ဂျေးပါတွေမှာလူမခေါ်တော့ပဲအဲ့ဒီအစားလူစားထိုးလိုက်ပေးရတဲ့သူကိုပေးရတဲ့ပတ်စံဆိုပြီးတော့ဂျေးပါအုပ်ချုပ်ရေးပိုင်းကကောက်ယူနေတယ်လို့သိရပါဗျ။ဂျေးပါထဲမှာပတ်စံတက်နိုင်တဲ့အပေါ်မူတည်ပြီးတော့တလားကို3000ကနေပြီးတော့ငွေချက်တသိန်းအထိကောက်ခံနေတယ်လို့သိရပါဗျ။မလင်းကြီးမလောက်ခတ်ခင်ကာလတွေကတရင်ကုန်ငွေချက်1000ကျွဲနှုန်းတတ်မှတ်ထားပေမဲ့ အခုတော့အ ਨੇ ဆုံး3000ကနေစပြီးတော့ကောက်ခံနေတာလို့ဒေတာကန်တွေကပြောပါတယ်ငလျင်တန်းကိုစိုးစိုးဝါဝါခန်းစားခဲ့ရတယ်အမရပူရမြို့နယ်အတွင်းကခြေပါတွေမှာစစ်ဗိုလ်တန်းဈေးရိတ်မပေးနိုင်ရင်လူထက်ပေးဖို့ဖိအားပေးနေတာတွေရှိတယ်လို့သိရပါတယ်အ ਨੇ ဆုံး9000ပေးရတယ်လို့ပြောတယ် တနေ့လုံးမှာတနေ့စားရတဲ့သူတွေအတွက်ဒီ9000ကမလွယ်ပါဘူးလုံခြုံရေးအရာခြေရွာရဲ့အမိကိုမဖော်လို့ရဲအမရဘူရမြို့နယ်အတွင်းနေထိုင်တဲ့အိမ်အောင်ရှင်မတို့ကပြောပြထားပါဗျ။မန္တလေးမြို့ပေါ်ရက်ွက်တွေမှာတော့ငွေကြေးကောက်ခံတာမျိုးနဲပေမဲ့လူငယ်တွေရှိတဲ့အိမ်တွေကိုစောင့်ကြည့်တာအိမ်နာရရောက်စင်ခေါ်တာတွေရှိတယ်လို့သိရပါဗျ။အာနာသိန်းစစ်ကောင်စီဟာလက်နက်ကင်တော်လှန်မှုတွေကြောင့်တရင်အားပြုံးတိမှုတွေများလာတဲ့အချိန်မှာအသက်16နှစ်ကနေ35နှစ်ကြားလူငယ်တွေကိုစစ်မှုထမ်းရမယ့်အစီအစဉ်ကိုပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တယ်လို့သိရပါဗျ။ တနေ့ကျော်ကာလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်14အထိရောက်ရှိလာပြီးဖြစ်သလိုအပတ်စဉ်တစ်ခုကိုလူအင်အား9000ခန့်ခေါ်ယူမယ်လို့ကြေညာထားတာကြောင့်စစ်သားအင်အား9000ခန့်စုဆောင်းရရှိထားပြီလို့နားလည်ရပါတယ်စစ်မှုထမ်းအပတ်စဉ်17ရက်အထိတင်တန်းဆင်းမိထားတဲ့ဒူတွေကိုတော့နိုင်ငံအနှံ့ကတိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေစီကိုဆေလွတ်ပြီးလူအင်အားဖြစ်တင်းတာတွေကိုလုဆောင်နေတယ်လို့စစ်တပ်အတိုင်းဝိုင်းထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ